ကဲပြီးရဲ့ဘက်ကတော့6ဘိတ်ခေါ်တာမလာပါဘူး။ရာကျွန်တော်တစ်ပူးလေးနဲ့၄၈သုံးလေးပြပြီးမယ်။ကြာရင်တော့ထိုးကြပါဦးနော်။တစ်ပူးလေးအရင်ကလည်းပြပြီးတဲ့ဟာလေခုပြနှွေးတာပေါ့ဗျာ။နော်ကျွန်တော်တို့ဒီမှာဟာကျွန်တော်တို့မာဟင်းကလေးနာတုံးကုစနစ်နှစ်ကနှစ်ကြိမ်ရနောက်တွဲငါးကုစနစ်မှာကြာတယ်မ6သုံးညနော်6သုံးညကြာတယ်အဲ့လိုပဲကျွန်တော်တုံးကုစနစ်နှစ်နှစ်ကြိမ်က၈၈နော် အခုဆုံးနေတယ်မှာရှိရှိလို့နောက်တွဲကြတယ်ဒါပြန်တွေ့ရတော့ပြပြီးသားဟာနော်ကျွန်တော်သုံးခုဆုံးနေက၃ခုနဲ့ကျန်ရ၃ခုနောက်တွဲ၅ခုဆုံးနေတယ်မှာကျွန်တော်ပြန်ကြတယ်၃ခုနော်ဒီမှာ၃ခုဆုံးနေတဲ့ကခွန်တုံညနောက်တွဲဒီခွန်တုံညလို့အထိုင်မပြတ်တို့ပြန်ကြရတယ်ခွန်တုံညဆိုပြီးနော်ဒီမှာ၃ခုဆုံးနေတဲ့ကငကျင်ရ၆၆၆ဒီ၅ခုဆုံးနေတယ်မှာ၆၆လို့အထိုင်မပြတ်နောက်တွဲအတိုင်းပဲသူကပြန်ကြရတယ်နော်အခုကျွန်တော်တို့သုံးခုနေတာတစ်တစ်အခုနောက်တွဲအထိုင်မပြတ်လာအောင် နော်အဲ့လာဖို့ရောက်ဒီကြားကျွန်တော်ကအဲ့ရလေးနဲ့လေးတစ်တစ်ဆိုပြီးဖမ်းထားတာနော်ကျွန်တော်တို့ဒီမှာခွန်ပိတ်ခွန်ပိတ်ခွန်40လို့ထောက်ထောင်းရက်တည်းနေ3 4 5ငါးပြမြောင်ပေါက်390ပက်လည်းပြန်ကြနော်အဲ့လိုပဲကျွန်တော်တို့ဒီမှာခွန်ခွန်ပိတ်ခွန်ပိတ်ခွန်40လို့ထောက်ထောင်းရက်တည်းနေ3 4 5ငါးပြမြောင်ပေါက်390ပက်လည်းပြန်ကြနော်အဲ့လိုပဲကျွန်တော်တို့ဒီမှာခွန်ပိတ်ခွန်ပိတ်ခွန်ပိတ်ခွန်40လို့ထောက်တင်း3 4 5 390လို့ပြန်ကြရတယ် ဲ့မှာ၃ခွနောက်ပြန်ကြပြီပေါ့တဲ့ကျွန်တော်အဲ၃ခွနဲ့ဆန်းနေကြည့်လိုက်မယ်၁၂၃၄၅ငါးပင်မြောက်မှာသူကတစ်ဘူးကနထွက်တယ်နော်အဲတစ်ဘူးထွက်တော့မယ်ဆိုရင်တဲ့နော်တစ်ဘူးကနဟောထွက်တယ်ထွက်ပြီးအဲ့လိုပဲဒုတိယက၁၂၃၄၅တင်တော့ဘူးကနတကွက်ထွက်တယ်အခုဒီထက်မှတင်တော့ဘူးကမလာသေးဘူးเนาะသူထွက်တော့မယ်ဆိုရင်တဲ့ကျွန်တော်ဒီမှာသူက390ရဘူးမှုလို့ဒီ665ခွေတဲ့ဟာဒီဘူးဖြစ်ပြီလို့တဲ့96လေးမလို့လေးထိမ့်တဲ့တစ်ဘူး တင်းတော်ဘူးတော့မူတည်ပေါ့လေးတစ်တစ်လို့ကြရတာလားเนาะအဲ့လိုပဲကျွန်တော်ဒီမှာတုံးခွနဲ့ဆရာနေတင်းနေ3 4 5လေးတစ်တစ်လို့ကြရတယ်အဲ့သူ့ရဲ့တပင်ကြမှာရှစ်ရှစ်လေးဘူးလို့ဖြစ်တယ်အဲ့ဘူးဖြစ်တဲ့ဘူးက6လေးပေါင်းချင်း6ထိတ်နဲ့4ထိတ်ပေါင်းချင်းတည်တဲ့နှစ်နှစ်ဒီအထိတ်ဝင်ပြီးတော့နှစ်တစ်တစ်လို့မူတည်ကြရလားเนาะအခုကျွန်တော်တို့အဲ့မှာဘူးလို့ဖြစ်ပြီနော်ဒီမှာ3ခုနဲ့ဆရာနေ1 2 3 4 5 5ပြင်မြောက်အဲ5ပြင်မြောက်မှာ4 3 6ဘူးလို့ဖြစ်ပြီ အဲ့ဘူဖြစ်တဲ့ဘူက6 6 4ဖြစ်တယ်အဲ့ဒါဆိုကျွန်တော်က4တက်တက်လာနော်တက်ဘူတော့မဟုတ်သေးဘူး4တက်တက်လာနော်အဲ့ဒါကျွန်တော်က4တက်တက်ပေါ့နော်ကြရင်တော့ထိုးပေါ့ရတာ4တက်တက်နော်အဲ့4တက်မှမဟုတ်ရင်ဒါကျွန်တော်ဒီမှာ390ပြန်ကြရတယ်ပထမကကျွန်တော်ကြည့်မယ်ဟိုပါပေါ့390ပြန်ကြအဲ့390ပြန်ကြရရဲ့ကျွန်တော်တို့သုံးပင်ချမြင်းကုန်ပေါ့တပင်နှစ်ပင်သုံးပင်ချမြင်းကုန်မှာ၄၁ခွာခွာနော်အဲ့ဒီကတော့၃၈၀ပြန်ကြရတယ်နော်ခဏတိုင်းမှာ၃နှစ်ပြန်ကြဒီ၃ခွဲပဲရှိအောင်၃သုံးပင်ချ သူ့အမြင်ကုန်အပေါ်ပဲမှာ၄တခွာအခုကျွန်တော်၃၃၀ပြန်ကြเนาะအဲ့ဒါမြေ၃မင်းချာမြင်ကုန်ဒီကျ၄တခွာမလား၄တခွာပဲလာမလား၄တတလို့တခါတည်းပြိမလားဒါတော့မပြောတော့ဘူးเนาะကြိုင်တော့၄တတထိုးပေါ့เนาะဒါ၄တတဟိုကျွန်တော်ပြပေးတယ်ဟာเนาะပြီးတော့၄၈၃ကျွန်တော်ပြန်ပြပေးတယ်၄၈၃ကို၄၈၃၄၈၃ဒီကလည်းလိုက်လိုက်ကြတာဆရာကြီးအကုန်လုံးအခုဒီဟိုထွက်မလာဘူး လေးရှိတော့ဒါလည်းအရင်ကပြပြီးသားပါဒီချိန်ကကြိုက်နေလို့နော်ကျွန်တော်တပည့်ကျော်ဖုံမွေးဆိုင်တဲ့ဒီလေးကျွန်တော်မွေးကနေလေးရှိတုံးနေကကြိုက်နေလို့ကျွန်တော်ပြပြီးတာနော်အဲ့ဒါကြိုက်နေလို့ပြပြီးတာတဲ့အဲ့ဒါမွေးဆိုင်ကျွန်တော်ဒီပါ ကျွန်တော်တို့ဒီမှာဒါပြန်တွေ့တာပေါ့နော်63လုံးလို့လဲနော်63လုံးလို့လဲ63လုံးလို့လဲပြီနော်အဲ့လဲပြီ already 63လုံးလို့လဲတဲ့နော်63စလဲတဲ့ဒီ6ဒိတ်စတဲ့နှစ်ထဲမှာ76ရှိတယ်76ရဲ့သူ့ရဲ့10ဟိုပါပေါ့10ချိန်မြောက်မှာ414ဘူးကနန်း9ပြင်မြောက်ကိုထည့်ရွှေ့တယ်နော်10ပြင်မြောက်ဒီမှာဒီဘေးကနေကြီးလိုက်1 4 6 80စေချင်မြောက်မှာ၄ဘူးကနန်းပဲရွှေ့တာဒီ၈၁၆ထောင်းเนาะတကယ်ရွှေ့တယ်အခုကျွန်တော် ်6သုံးလုံးလှည့်ပြီးခွန်သုံးလုံးလှည့်တယ်အဲခွန်စလှည့်တဲ့ဟိုကတော့8တိ6ထွက်တယ်အဲ8တိ6ကသူ့ရဲ့စဲပဲမြောက်နော်2 4 6 8မနစ်4 6 8 10ဘူးကနန်း4ဘူး4ခွာကနန်း9ပြမြောက်ဒဲရွှေတယ်နော်အဲ့လိုပဲကျွန်တော်ဒီမှာ8သုံးလုံးလှည့်ပြီးကျွန်တော်လက်မှာ8 6တိလို့တည်တယ်အဲ့4ဘူးကနန်း9ပြမြောက်ဒဲရွှေတယ်နော်အဲ့9ပြမြောက်ဒဲရွှေပြီးရောလေအဲ့နောက်နေ့မှာသူက4လို့စလေးထိတ်စပေါ်တာနဲ့တူ၈နှစ်ကကနန်းလာတယ်လေး၃ရှစ် အဲ့လေးလို့စပေါ်ကနေတဲ့အဲ့လေးတီးတဲ့တုံးခွာဟုတ်သူပေါ့လေးတုံးအခွာခဏန်းတီးတဲ့ရှစ်နှစ်ကခဏန်းဒီလေးတုံးရှစ်ကလေးရှစ်တုံးလုံးဝင်လာလားနော်အဲ့လိုပဲကျွန်တော်ရှစ်တစ်၆အချင်းနဲ့လေးလေးတုံးတီးလေးလေးတုံးလို့မပြောရပြီအဲ့နေထောင်မှာလေးထိတ်စပေါ်ဒီမှာလေးထိတ်စမပေါ်ခဲ့ဒီမှာစပေါ်အဲ့လေးထိတ်စပေါ်နဲ့သူကလေးတုံးခွာနဲ့ဒီလေးတုံးတုံးတီးတဲ့သူရှစ်နှစ်ကခဏန်းရှင်းနေကကနဒီ343က433စကြရတာအဲ့လိုပဲကျွန်တော်ဒီမှာလေးထိတ်ဒီမှာလေးထိတ် ရှိမယ်ဆိုရင်တဲ့ရှစ်နှစ်ကကနေကျွန်တော်နော်ပုံညာ၄လေးပေါ့၄၄၀လို့ထူပေါ့နော်၄၃ညာ၄တို့ဒီမှာ၄၃ခွ၄၃ခွအရင်ဆုံးလာတယ်အမ၄၈၃ဒီတစ်ခွရှိတယ်နော်ဒီမှာ၄၈၃တို့ဒေဗပေးထားနော်ကျန်တဲ့ဟာဒီ၄၃တွဲတဲ့ဟာတစ်ခုမှာပေါ့နော်၄၃တွဲတဲ့ဟာမပေါ့ဒီမှာဒီမှာဆိုရင်၄၈တွဲပဲနော်ဒီမှာ၄၅တွဲဒီမှာ၄၁၄၃ညာတွဲနော်၄၃တွဲရဆိုရင်ဒီတစ်ခွပါနော်အဲ့ဒါကြောင့် DJ DJ ကပေါလို့ဒီချိန်ကြိုက်တာလဲဆိုတော့ကျွန်တော်ဒီဘယ်တော့ဖုံမွေးဆိုင်နေဆိုတော့၄၈၃က กวดดิปะเนาะมาโกโกขွန်ဆိုပြီးတော့ကျွန်တော်တို့ထဲထွက်တာရှိတယ်เนาะโกโกขွန်โกโกขွန်ရှာတဲ့နာမှာโกโกขွန်ထဲထွက်ပြီးတင်း1 2 3 4 5 6အဲ6ပင်မြောက်มาတယ်သူကဟိုအဲ6ပင်မြောက်มาသူကဒီမှာတင်းနေ3ရှိတယ်ဒီတစ်ထိတ်ဒီတစ်ပတ်ဝါ6လို့စင်းတယ်အဲဒီ3ပိတ်ဒီ3ပတ်ဝါ8လို့စင်းတယ်အပိတ်ဒီခါဝင်တယ်6 3 8ဆိုပြီးတော့เนาะအမေ ထိတ်ဒီပါဝါဝင်တယ်အပိတ်ဒီပါဝါဝင်တယ်ဒီ၃ပိတ်ဒီခါဝင်တယ်နော်အဲ့မှာ6 3 8တစ်ပါဝါ6 3ပါဝါ8နော်အဲ့မှာ6 3 8ဆိုပြီးတော့ကောက်ဖြစ်တာပေါ့နော်အဲ့လိုပဲကျွန်တော်ဒုတိယကဟိုကိုခွန်ကိုကိုခွန်တက်ထွက်ထွက်ပြီး1 2 3 4 5 6နော်အဲ့ဒီထဲမှာတဲ့ပါဝါတွေထွက်အောင်5 6အဲ့မှာတုံညာထိတ်ဒီတုံညာပါဝါ5တုံညာပိတ်ဒီတုံညာပါဝါ5နော်တတိယတုံညာပိတ်ဒီခါဝင်တယ်၅တုံညာ၅နော်ထိပ်ပိတ်ကပါဝါဆင်းတာပေါ့ဗျဒီအပိတ်ကခါဝင်တာ၅တုံညာ အဲ့ဒါเนาะအဲ့လိုပဲကျွန်တော်ဒီမှာကိုကိုခွန်တဲ့เนาะအဲ့ဒီပဲတေးကိုကိုခွန်ကနေလိုက်မတေး1 2 3 4 5 6เนาะအဲ့ဒီမှာဒီမှာတစ်ပါဝါ6ခွန်ပါဝါ2ခွန်ပိတ်ဒီခွန်ခါဝင်ရ6ခွန်2ဆိုရတကွယ်စင်းတယ်ဖုံမွေးပေါ့ဗျအဲ့လားဒါတပည့်ကြွားပြတယ်ကျွန်တော်ကတော့မဟုတ်ဘူးအဲ့ဒါအခုကျွန်တော်ဒီနေ့ထက်မှအဲ့လိုမလာသေးဘူးเนาะအဲ့လိုမလာသေးဘူးဆိုတော့ဒီမှာကျွန်တော်ကကိုခွန်8ကိုပါဝါ4เนาะ8ပါဝါ3 4 3 ဒီရှစ်ပိတ်ဒီခါဝင်တော့683ခုနကကျွန်တော်ဒီရှစ်နှစ်ကလာမဲ့ကဏ္ဍနဲ့ကွက်တိ683ကွက်တိရနေလို့နော်9ပါဝါ4ရှစ်ပါဝါ3ရှစ်ပိတ်ဒီရှစ်ခါဝင်တော့683နော်အဲကွက်တိဖြစ်နေရ683လေးနော်ဒီချိန်လေးကောင်းတာပေါ့ဒီဖုံမွေးဆိုင်နဲ့ဆိုရင်နော်အဲ့လား683 411ကြိုင်တော့ထိုးကြပါဘောနော်အဲ့ဒါကြိုင်တော့ထိုးရပါတဲ့ကျွန်တော်လည်းခြေရောက်ပါတယ်နော်နော်ကြီးလည်းခြေရောက်ပါတယ်စိတ်ချပါဟုတ်လား683ခြေထိုးကြည့်နော်များကျွန်တော်ယုံကြည်ထိုးလို့ရတယ်နော်